တော့ကျမတို့ဒီဖတ်ခင်ဤအနားယူခြင်းဆိုရယ်ကောင်းစဉ်ရောက်ကနေကျမတို့လေ့လာမှာဖြစ်တဲ့အခန်းတည်ရဲ့နောက်ဆုံးနောက်ဆုံးတင်ကန်းစာငယ်လေးဖြစ်တယ်ဘောနော်26ကနေ29ထိဖြစ်တဲ့စာမျက်နှာဆိုဒီမှာဖြတ်ခင်အနားယူခြင်းလို့ပြောရခါမှာရှိတင်ကန်းစာတွေနဲ့ဟိုအရင်တော့ဆောက်ပြီးမှကျမတို့ဒီဖျားရဲ့ဖန်ဆင်းခြင်းကိုကျမတို့ အသေးစိတ်လေးလာခဲ့တယ်ဗျနော်ဖန်ဆင်းခြင်းတစ်ဖန်ဆင်းခြင်းနဲ့ဖန်ဆင်းခြင်းအဲ့လိုမျိုးအငါအဲ့လိုမျိုးတွေနဲ့အစင်းစင်းကျွန်တော်တို့ပြလာခဲ့ပြီဗျနော်ဒီမှာဆိုရင်ဖြတ်ခြင်းကအဲ့လိုဖန်ဆင်းဖန်ဆင်းဟုတ်ရတဲ့အောင်ဖတ်ခြင်းရဲ့ဖန်ဆင်းခြင်းအလုတ်လုတ်ရလူကိုဖန်ဆင်းခြင်းမှာအလွန်ထူးခြားတည်ရဲ့။အဲကျွန်တော်တို့ဒီဒီဖန်ဆင်းခြင်းကြီးရချက်အမှန်ကလူကိုဖန်ဆင်းဖို့အတွက်ပဲဖြစ်တယ်ပေါ့နော်။ တော့ဒီဖန်ဆင်းခြင်းလို့ပြောတဲ့ခါမှာဒီကဘာဦးချန်းတင်းနေနစ်အကြောင်းကိုလည်းဒီစာရေးသူကဒီမှာပြောထားတယ်ပေါ့နော်တင်းနေနစ်တစ်တစ်မှာကအာဖျဒီအဖျားတခင်ဖျားတခင်ကဘောနော်ဒီအာကောင်းကင်ကောင်းကင်ကောင်းကင်ကိုဖန်ဆင်းကောင်းကင်ကိုဖန်ဆင်းတယ်နော်ကောင်းကင်နဲ့မြကြီးဒုတိယပိုင်းမှာမြကြီးမြင်လာပါလာလာလေးတွေ့ရတယ်ပေါ့နော်အဲ့တော့ဒီတင်းနေနစ်ချာမှာသူကနစ်ပေါင်းများကြီး အာကဟာတာရဲဘလို့ဆိုအဲ့ဒီတင်မာကဒီလူစီဖာပေါ့နော်ကောင်းကင်တမန်ရဲ့ပုံကန်ချင်းကြောင့်ကောင်းကင်မှာဒီပုံကန်ချင်းဖြစ်သွားပြီးတော့ဒီလူစီဖာနဲ့အပေါင်းပါလီကုံလုံးကိုဒီမိကြီးပေါ်မှာကဘာမိကြီးပေါ်မှာသူတို့ကိုအာပြစ်ဒဏ်စီရင်နဲ့သူတို့ကိုပြစ်ချလိုက်တယ်ပေါ့နော်ပြစ်ချလိုက်တဲ့အခါမှာဒီသူတို့ကြသွားတဲ့ကဘာမိကြီးဟာဆိုလို့ရှိရင်လည်းပြစ်စီရင်ချင်းခံရပြီးဟိုမောင်မဲတဲ့လိလလဟာပြင်ဖြစ်သွားတယ်ပေါ့နော်ဒီဒုတိယပိုင်းမှာဆိုရင် ဖခင်ကဒီမိကြီးကိုပြန်လဲပြီးတော့အာရယူရဲပြန်လဲပြီးတော့ဖန်ဆင်းနေဆိုတဲ့အရာကိုလည်းတွေ့ရတယ်ပေါ့နော်ဒီမှာဆိုလို့ရှိရင်အာအဘဲအကြောင်းဆိုတော့တဲ့ထိုချင်းနဲ့ပထမဦးစွာပြုလုပ်ဒီကောင်းကင်များဖြစ်ပြီးနောက်မှာမိကြီးပြုလုပ်ဒီတဲ့ဒုတိယပိုင်းမှာထိုနည်းရဒီတဲ့ဖခင်ဒီမိကြီးနဲ့ကောင်းကင်များကိုဖန်ဆင်းနေအာဤနေရာကိုပြုပြင်ခြင်းနဲ့ပြန်လဲရယူခြင်းအလုပ်ကိုရည်ညွှန်းသည်အဲ့တော့ဒီဖန်ဆင်းပြီးသားကို ရတဲ့ပြင်လဲရယူပြင်လဲရယူရဆိုတဲ့အရာကိုမြင်တွေ့ရတယ်ဗောနောမိကြီးဟာဆိုရင်ဒီသူရဲ့အပြစ်စီရင်ခြင်းကိုခံရတဲ့အတွက်အာဒီမိကြီးမိကြီးကိုသူကပြင်လဲရယူရတယ်ဗောနောမိကြီးကိုပြင်လဲဖန်ဆင်းတယ်ညအာပြင်လဲ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 ရယူတယ်အာအဲ့တော့ဒီမှာသူကဖန်ဆင်းတယ်လို့ပြောတဲ့အခါမှာလူဖန်ဆင်းတယ်လို့ပြောတဲ့အခါမှာခါမမရှိတဲ့အရာကိုပြင်လဲပြီးတော့ဗောနောဖန်ဆင်းဖန်ဟုတ် ပြန်လုတ်တဲ့ဟာကိုဖန်ဆင်းတယ်လို့ပြောရပါတော့ဒီမှာပြန်လဲရယူရတဲ့အရာကြတော့အရင်ကဖန်ဆင်းထားပြီးသားကိုပြန်လဲပြီးတော့ဖះရယူရဆိုတဲ့အရာကိုလည်းမြင်တွေ့ရတယ်ပေါ့နော်ဒီမှာဆိုရင်ဖះဖီနီပစ္စည်းကြီးတော့မြည်ကြီးနဲ့ကောင်းကင်မြောက်ပြန်လဲရယူပြီးနောက်လူဤလူဤလူလူကိုသူဤပုံနဲ့ကြအတိုင်းဖန်ဆင်းခြင်းဖြစ်တယ်တဲ့တော့အဲ့ဒီအရာတွေကိုပြန်မြည်ကြီးကိုပြန်လဲရယူရပြီးမှသူကပထမနေ့မှာအလင်းဖြစ်စီဒုတိယနေ့မှာအာအဲ ဒီကနေ့မှာဆိုလို့ရှိရင်ဒီကအာလီမျက်ပြင်တပြင်မနော်ဒီနေ့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 သူဖြစ်စီပြီးနောက်ဆုံးဒီအာ၆ရက်မြောက်နေ့မှာဟာလူကိုသူအာဖန်ဆင်းနေပေါ့နော်ဖန်ဆင်းဒီမှာဖျားချင်းကအနားယူတယ်တဲ့အနားယူအနားယူရဲဆိုတော့ဘယ်လိုမျိုးအနားယူလဲဆိုတော့ဖျားချင်းကရှေးဦးဆိုတော့ကျွန်တော်တို့ဆိုလည်းအခုအာအလုံးလောက်ကြတယ်အလုံးလုတ်ပြီး နေနေတနေတနေတလုံးကိုလုတ်ရမယ်အလုတ်တွေအကုန်လုံးကိုလုတ်ပြီးမှကျွန်တော်တို့ကအနားယူကြတယ်ဗောနော်။ညာဆိုလဲဖျားချင်းကဒီသူသူလုတ်မဲ့အရာအလုံးစုံကိုသူကလုတ်ပြီးမှအအနားယူရပြောနေနော်။ဒီအာဘတ်မန်နေဒီပြန်နေတတန်နေအဒီနေအကုန်လုံးမှသူလုတ်တယ်။ဒီမှသူအရန်ဂျင်းနာအရာအလုတ်ပြီးမြောက်ပြီးမှကိုအနားယူရလို့အနားယူရဆိုတော့လဲကျွန်တော်တို့မြင်တွေ့ရတယ်။အဲ့တော့ ကဘာဦးကျန်းအခန်းနှစ်မှာလည်းဖော်ပြထားတယ်ပေါ့နော်ဖျားသခင်ကတသမမြောက်တော်နေ့တွင်အနာယူကြောင်းပေါ့အဲ့တော့ဖျားသခင်ဟာသူလုခဲ့တဲ့မြောက်ကိုအလွန်ကောင်းတယ်လို့မြင်တဲ့အတွက်ကြောင့်သူကအနာယူနိုင်ခြင်းဖြစ်တယ်ပေါ့နော်ဒီမှာဆိုရင်ဒီအာတသမနေ့မတိုင်ခင်မှာဖျားသခင်ဒီအာသူလုကိုလုမီပေါ့နော်ဖျားရည်ရွက်ချက်တွေရှိတယ်ရောမ7မှာလည်းအများကြီးပြောထားတယ်ဒီအဖက်အင်းတင်းနဲ့အဖက်ညစ်မှာလည်းပေါ့နော်ဖျားသခင် ဖြစ်ဖြားသခင်ရဲ့ညံတော်တရားစီရင်ခြင်းနဲ့အလိုတော်သူသူဘာကြောင့်ဖန်ဆင်းရတယ်အာဒီဘာရွေချက်နဲ့ဖန်ဆင်းတယ်ဆိုတဲ့အရာတွေကိုလည်းသူပြောထားတယ်ဒီသူရဲ့ဒီဖန်ဆင်းခြင်းဟာဘလောက်နဲ့နဲတဲ့ဘောနော်ဂျီနန်နီတိတ်မှုသာရယီမန်ချက်ဒီဘလောက်ဘလောက်တော့မှဒီသူရဲ့စီမံကိန်းဟာဘလောက်နဲ့နေပြီးဘလောက်ကောင်းနေဆိုတဲ့အရာကိုလည်းသူဒီအဖက်မှာလည်းသူပြောပြထားတယ်เนาะဒီ အဲအဖက်တင်းနဲ့သုံးခဲကပေါ့နော်အကုန်လုံးတော့မဖတ်တော့ဘူးငင်းငယ်ပေါ့ငင်းငယ်မအဖက်တင်းထဲမှာဆိုရင်သူရဲ့ဒီအော်ဒီနမဆိုနော်ဖျားတခင်စတောင်းတော့ချက်မူကငါတို့ဒီအငယ်16စကုမှာဖျားတခင်ဖြစ်တော်မူတော့ဘုံကြီးတော့ခမဲတော်ဒီကိုရောညက်ကိုတိချင်းအလို့ငါပညာကိုထိုးထွင်းတော့ညံကိုလကောင်းနဲ့တင်းတို့အပေးမိအကြောင်း ခေါ်တော်မူတော့ကြောင့်မျိုးလင်းရတော့အရာကအဘေရဖြစ်ဒီကိုကောင်တန်ရှင်းသူတို့ဒီခံရတော့အမွေတော်ဤဘုံစီစိန်ကအဘေမြောက်လောက်ကြီးဒီကိုကောင်ယုံကြည်တော့ငါတို့ငါတို့၌ပြတော်မူတော့အလွန်ကြီးလာစွာတော့တကိုးတော်မူကအဘေမြောက်လောက်ကြီးဒီကိုကောင်ဒီတို့ဒီတိစေခြင်းကဒီတို့ဤညာမျက်စိကိုလင်းစေပါမည်အကြောင်းကဆုတောင်း၏ရဲ့တော့ဖျားခင်ရဲ့ကျန်စီကငါတို့ဖန်ဆင်းတာဘလောက်ဘလောက်တော့မှဟိုကောင်းမြတ်တယ်လေဆိုတော့ကျွန်တော်တို့ ဉာဏ်ဉာဏ်စီမင်းဖို့အတွက်ပေါ့နော်ဒီမှာဆူတောင်းထားတာဖြစ်တယ်အေဖန်ညစ်မှာဆိုလဲကိုညာနဲ့မတိနိုင်တော့ခရစ်တော်ကြီးမေတ္တာတော်ကိုတည်နာလေခြင်းကအငယ်စကုပ်ပေါ့နော်ဒီလိုဒီတက်ဆွမ်းနိုင်တဲ့ဖြစ်ဘုရားသခင်ဤပြည့်စုံတော်မူခြင်းရှိသည်များနဲ့အညီပြည့်စုံကြပါမည်အကြောင်းငါဒီဆူတောင်းဤဒီအဒီမှာဆိုလဲသူ့ရဲ့အေဂျင်စီကိုကိုပြောပြထားတယ်ပေါ့နော်မသူဒီလူကိုဖန်ဆင်းရခြင်းကသူနဲ့တန်တူတဲ့လူကိုဖန်ဆင်းရခြင်းက ဘာရွေချက်တွေရှိရဲဘလောက်ဘလောက်တော့မှဟိုတန်ဖိုးရှိသူရဲ့မိသားကဘလောက်ကြီးမားတယ်ဆိုတော့အရာကိုသူကအာကျမတို့ကမဖန်ဆင်းခင်မှာပေါ့နော်သူကလူကိုမဖန်ဆင်းခင်မှာဒီအရာတွေကိုသူတည်ဆည်ခြင်းတဲ့အကြောင်းဒီအရာတွေကြောင့်သူကဖန်ဆင်းထားတယ်ဆိုတော့အကြောင်းကိုလည်းတို့ဒီမှာမြင်ရတယ်ပေါ့နော်ဟိုဖျားကျင်အလုလုပြီးကျင်းနေဆရာကောင်းကြောင်းကိုတွေ့ရတော့ခါနားယူကြည့်ရဲ့ဒီလူကိုအာတတ်မှအာဒီ 6ရက်မြောက်နေ့မှာလူကိုဖန်ဆင်းပြီးဒီ9ရက်မြောက်မှာဇာကင်ကအဲဂျင်းနာအာရတော့ပြီးသူကအနာယူရေပေါ့နော်အဲ့တော့ဒီနာမှာပါဟုတွေ့ရလဲဆိုဖျားခင်ကြီးရဲ့သူ့ကိုဂျင်းနာနေသိမ့်စီတော့အရာ၌အနာယူဒီဟုတိလိကိုရောကိုဂျင်းနာနေသိမ့်မှုမရှိသေးတော့အခါ၌လူဒီလဲအနာမယူတိမှုပေါ့နော်အဲ့ဒီဒီဒီဟာလေးကကျမတို့အာကျမတို့စင်ချင်ရမယ့်အရာလေးပေါ့နော် တော့ဈာကျင်ကအခုလေးအလုလုနေရပေါ့နော်ကျမတို့တွေကဟိုအစင်တက်မဖြစ်တဲ့အခါမှာသူလည်းအနာမယူသေးဘူးကျမတို့တွေလည်းဘောနော်သူရဲ့သူရဲ့အလုံကောင်းနေသူရဲ့စိတ်တော်နဲ့တွေ့ရသူရဲ့ပုံတတန်နဲ့အာဂျိနန်နီတင်းမိရတဲ့အခါမှာသူလည်းမနာမယူသေးဘူးနော်အခုချိန်ရှိအလုလုနေရအဲ့တော့အာ အနားယူခြင်းရဲ့အတိတ်ဖယ်ကတဲ့အလွန်အလွန်ကြီးမြတ်တယ်ဆိုတဲ့အရာကိုကျွန်တော်တို့ဟိုတည်ဆည်ခြင်းနေမှာเนาะဖျားသခင်ကပထမ6ရက်အတွင်းအနားမယူပဲတတမနေ့မှာအနားယူခြင်းဟာကိုရောရေးစိတ်နှလုံးတောင့်တချက်ပြပြဆုံးပြီးဖြစ်ကြောင်းဖော်ပြခြင်းဖြစ်တယ်ဖျားသခင်ဒီသူ့ကိုယ်သူဝမ်းမြောက်စေတည်အရာသုံးသူကိုလုခဲ့တော့ကြောင့်အနားယူအနားယူနိုင်တယ်မှာသူအလွန်ကောင်းတယ်လို့သူပြောပြောတယ်ပေါ့เนาะ6ရက်နေပြီးမှလူကိုဖန်ဆင်းပြီးမှဖန်ဆင်းခြင်းရဲ့အလွန်ဆိုအနည်းချက်က ပြည့်ပြည့်စုံပြည့်ပြည့်စုံချင်းကလူကိုဖန်ဆင်းပြီးမှဖြစ်တယ်เนาะတဲ့အရာတွေဖန်ဆင်းနေဆိုတော့အရာရှိပင်ဆင်ချင်းလူမလာခင်မှာလူအတွက်အထောက်ပံ့ဖြစ်မဲ့အရာတွေကိုပင်ဆင်ချင်းဖြစ်တယ်ပြီးမှလူကိုဖန်ဆင်းပြီးမှအလူကောင်းတယ်အဲလို့ဖခင်ကပြောတယ်ပေါ့เนาะဒီလိုပြောတော့သူကဟိုကျမတို့ကဒီလိုဖတ်သွားတဲ့ခါမှာဟိုတော့ဖခင်ကလူဖန်ဆင်းလိုက်တယ်လို့ကျမတို့အော်မီမီရတယ်ပေါ့နော်ဒါပေမဲ့ အလွန်နဲ့နေတယ်ဘုရားသခင်ကဒီလူကိုဖန်ဆင်းတဲ့ခါမှာစနစ်စနစ်ကြကြအသူရဲ့စီမံကျင်းအစီမံကိအကွက်ကြကြအတတိချာချာပေါ့နော်သူပြင်တံဘူးရှိစွာနဲ့သူရဲ့တတန်တော်နဲ့အညီလက်လူပေါ့နော်သူနဲ့အတူသူ့ကိုစားအုပ်ဆိုးဖို့အတွက်အဖန်ဆင်းတဲ့အရာဖြစ်တဲ့အတွက်သူကအယံတံဘူးထားတယ် အရန်ကျဉ်နှံနေတဲ့မှုရှိတယ်သူရဲ့တတန်တော်နဲ့အညီအဲ့လိုဖန်ဆင်းတော့သူအရန်ကျဉ်နှံပြီးတော့အလွန်ကောင်းတယ်လို့နောက်ဆုံးနေ့မှာမှသူကပြောပြီးတော့အာနောက်နေ့မှာသူအနားယူရဆိုတော့ပြောရတယ်ပေါ့နော်အဲ့တော့ကျမတို့ဆိုလဲတစ်ခါတည်းကျမတို့ဝယ်တဲ့ပစ္စည်းကိုကျမတို့အာဟိုပစ္စည်းတစ်ခုဝယ်လာပြီဆိုလို့ရှိရင်ကျမတို့အာတေးစိတ်ကျမတို့ print ကြည့်တယ်အရန်ကိုကျမတို့ໃຊနေတဲ့တဲ့အရာကျမတို့အရန်အသုံးဝင်မဲ့အရာမျိုးဆိုကျမတို့အရန်ໃຊပြီးတော့ ဟိုတိတိချာချာလေးကိုကျွန်တော်တို့ကြည့်ပြီးတော့အလူတွေရှိရပေါ့နော်ဖျားချင်းကလည်းသူဖန်ဆင်းထားတဲ့ရာသူအတိတ်ပဲရှိရှိရည်ရချက်ရှိရှိအအလုံးအတုံးဝင်မဲ့အရာတစ်ခုလို့ပေါ့နော်သူသူနဲ့တတန်သူရဲ့တဲ့သူရဲ့လူကိုဖန်ဆင်းဖန်ဆင်းပြီးတော့သူအရန်သဘောကျတာဖြစ်တယ်ပေါ့နော် ဲ့တော့အရင်တုန်းကလည်းပေါ့ Israel ဒီ Israel လူမျိုးအရင်ခေတ်မှာဆိုလဲဒီဖျားခင်ကဒီပြည့်ဒီဟိုဥပုံဤကိုအရန်음အရန်တံပိုးထားပေါ့နော်ဆောက်ဆောက်ဆောက်ချဖို့ပြောတယ်အာအဲ့လိုဥပုံဤကိုတံပိုးထားဖို့ပြောတယ်ဆိုတဲ့အခါမှာဟိုအဲ့အာတခင်ယေရှုနဲ့သူတပည့်တော်တွေကလည်းဒီအာဒီမတိချမ်းမှာပေါ့နော်သူတို့ဒီတပည့်တော်တွေနဲ့တွေ့တဲ့အခါမှာအဲ့ဒီဖာရီရှဲတွေကပြောဥပုံဤကို အခုနေ့မှလုံးမလို့ရဘူးအမေယေရှုကဥပုနေ့မှာသူအနာတွေကိုငြိမ်းစေတယ်ဘောနော်ပြောချင်တဲ့တဘောကဥပုနေ့ဆိုတဲ့ခါမှာလုတ်ကိုရှော့လုတ်တာတို့ဘောနော်ဘာမှမလုပ်ပဲနေတာမျိုးတို့မဟုတ်မဟုတ်ဘူးဘောနော်ဥပုနေ့ဆိုတာဖျားသိရဲ့ဥပုနေ့ဆိုတာတကယ်ပဲသူကအလုတ်တွေကိုပြီးမြောက်ပြီးသူကျိန်းနှံအားရသွားပြီးအနာယူခြင်းဖြစ်တယ်ဘောနော် တော့ဖျားခင်ရတဲ့သူရှိနိုင်ရှိတော့အရာကိုရရှိပြီးတော့ကြောင့်အနာယူနိုင်ပြီဖြစ်တည်ရဲ့အဲ့တော့အဲအဲဥပုံနေဆိုတာအလိုနေ့တနေ့လို့ပြီးတတ်မှတ်ထားတာမဟုတ်ဘောနော်သူရဲ့သူရဲ့လီရွယ်ချက်ပန်းတိုင်သူ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 ရဲ့အလုပ်အဲတစ်ခုလုံးကိုပြီးမြောက်လုံးလုံးပြီးမြောက်ပြီးသူလိုချင်တဲ့နေရာကိုရောက်ရောက်တဲ့အဲအရာကိုသူကဟိုဥပုံနေလို့ ဥပုန်နေလို့ခေါ်ဆိုတာဖြစ်တယ်ဗောနော်ဖျားသခင်ရဲ့ဥပုန်နေဆိုတာကတော့ဖျားသခင်ကိုအနားယူစီတော့အရာကအပင်နီးထိုကဲ့သို့တော့ဂျင်းနမှုကိုပေးဒီပေးဒီမှာမိဒီအရာဖြစ်တယ်နီးအဲ့တော့ဒီဖန်ဆင်းအဘယ်ရာဖြစ်လဲဆိုတော့လူကိုဖန်ဆင်းတဲ့လူကိုဖန်ဆင်းခြင်းတိတိဆုံးသွားခြင်းကြောင့်ဗောနော်ဖျားသခင်ကိုအနားယူစီရဖြစ်တယ်ဗောနော်ဒီမှာဆိုရင်သူတည့်ပြီးတည့်ရနေလာခြင်းမြစ်အစာကအလင်းလေမြက်ပြင်း အာအတပြင်းနေလာကျဲနက်ခက်များငါညက်သရိစံတောတသရိစံနဲ့တာရဲ့သရိစံဒီဘုံလုံးကိုဖန်ဆင်းနေအဲ့ရအဲ့ဖန်အဲ့ဖန်ဆင်းနေဖျားကအနားမြူရင်တည်ဦးဒီနောက်ဆုံးလူကိုဖန်ဆင်းပြီးမှဖန်ဆင်းချင်အလို့ရအဆုံးတက်လိုက်ချင်းဖြစ်တယ်တဲ့ဟုတ်သူတို့ကပ္ပဦးချမ်းတ29 28ကိုကြည့်မယ်ဆိုရင်ဖျားခင်ကမိမိပုံတရတဲ့ညီလူဖန်ဆင်းတော်မူ၏ဖျားခင်ဤပုံတရတဲ့ညီလူယောက်ျားလူမျိုးမှဖန်ဆင်းပြီးလေအချင်းချင်း များပြားစွာမွေးဖွားကြလော့မိကြီးကိုပြည့်စုံနိုင်ကြလော့ပင်လယ်ငါမူကောင်းခင်အသက်အသက်ရှင်ပြီးမိဘမှာလူရှာတတ်တော်တိရစ္ဆာန်အပေါင်းတို့ကိုလကောင်းအုပ်ဆိုးကြလော့မင်းတော်မူကြီးရဲ့သူတို့ကိုကောင်းချီးပေးတော်မူကြီးအဲ့တော့အာချတ်ကင်ကသူလူကိုဖန်ဆင်းတဲ့ရွေချက်ကပေါ့နော်သူသူနဲ့သူသူသူ့ကိုစားအုပ်ဆိုးဖို့များပွားများဖို့ အာဖြစ်တယ်သူနဲ့သူတန်းသူသူနဲ့အတူပေါ့နော်လက်တွေအလွတ်လွတ်ပြီးတော့သူနဲ့အတူတူအာအာအုပ်စုဖို့ပေါ့နော်အုပ်စုဖို့ဖြစ်တယ်ဆိုတာကိုမြင်ရတယ်အာအဲ့တော့အာဖျားခင်ဒီရေမြကြီးပြည်လုံးမှာအုပ်စုရအာနာရှိတိလူကိုရရှိရန်ရည်ရချက်ရှိတည်တယ်အဲ့တော့ဒီရည်ရချက်ကပဲဖျားခင်ရဲ့စိတ်နှလုံးတော်ကိုကျေနပ်စေနိုင်တယ် စတမမြောင်းနေ့မှာဖျားကြီးရွေချက်ရရှိခဲ့ပြီးသူဖန်ဆင်းခဲ့တော့အရာအလုံးမှာအလွန်ကောင်းမှုအကြောင်းကိုတွေ့မိနေသူကြောင့်ဖျားကြီးဒီစတမမြောင်းနေ့နဲ့အလို့အလုံးကိုအလုံးမှာအနာယူကြည့်ရဲ့ဖျားကြီးဒီသူရွေချက်နေ့မျိုးလင်းချက်ကိုရရှိပြီးတော့ကြောင့်အနာယူနိုင်ပြီဖြစ်တယ်အဲနောက်ဆုံးနောက်ဆုံးမှာသူကဘာပြောထားလဲဆိုတော့ဖျားကြီးအနာယူခြင်းဒီအုပ်ဆိုးရန်နဲ့အခွင့်အာဏာရှိမိလူပေါ်၌တည်နေသည်အဲ့တော့အာဖျားကြီး ကအရင်အဲဒီအဒန်အာဒန်ကိုသူဖန်ဆင်းတဲ့သူနဲ့တဲ့နဲ့သူဖန်ဆင်းပြီးတော့ဒီအအုပ်စုဖို့ဖြတ်ခြင်းနဲ့အခွင့်အာဏာတွေကိုလုံးဝပေးပြီးတော့ဘောနော်ဖြတ်ခြင်းရဲ့ဖြစ်ခြင်းလုံးစုံကိုအလုံးစုံနဲ့အာတန်းနေတဲ့သူလက်တွဲပြီးတော့အလုပ်လုပ်ဖို့ဖြစ်တယ်ဒါပေမဲ့ကြာရှုံးသွားတယ်ကြာရှုံးသွားတဲ့ခါမှာဒီဖြတ်ခြင်းရဲ့စီမံကိန်းမှလူကိုကျွန်တော်တို့ကိုပြန်လဲရင်းနှုတ်ပြီးတော့ဟွန်းပြန်လဲရင်းနှုတ်ရတယ်ဘောနော်အဲ့တော့ ဖျားခင်ကပြန်ပြီးအလိုလိုရတာဖြစ်တယ်။အဲ့တော့ကျမတို့တွေကအခုအာဟိုဖျားခင်ရဲ့တတန်နဲ့ပြန်ပြီးတော့ဟိုကြိဝလာဖို့အတွက်တခါဖျားပြန်လဲပြီးရယူနေတယ်ဗောနော်ဒီအာဒီဒီဟိုကြာရှုံးခဲ့တဲ့ဒီကဘာမီကြီးကိုလည်းဖျားပြန်လဲရယူပြီးတော့ဒီအာတန်ကိုဖျားရဲ့တတန်နဲ့အနီလုံလုံသူဖန်ဆင်းတဲ့ခါမှာသူအရန်ချင်နေတဲ့အားရတယ်ဗောနော်ဒါမဲ့ ပြန်လဲကြရှုံးတဲ့ခါမှာခွတ်ဖះကျွန်တော်တို့ပြန်လဲပြီးရယူနေရတယ်ဗောနော်သူဒီသူ့ရဲ့တဏ္ဍနဲ့ညီသူ့ရဲ့အာသူသူ့ရဲ့ lightness of god နဲ့ပြည့်ဝဖို့အတွက်ကျွန်တော်တို့ကိုအခုသူပြန်လဲပြီးတော့ရယူနေရတယ်သူပြန်ပြီးအလုံးလုံးနေရတယ်ဗောနော်ကျွန်တော်တို့ကိုလုံးလုံးသူရသွားပြီးစိတ်ကျေနပ်တဲ့အချိန်သူကအာသာသူငယ်သားတစ္ဆာရှိတော့ငယ်သားဆိုပြီးကျွန်တော်တို့ဒီအတင်းတော်ဟာသူပြန်လဲပြီးတော့ဗောနော်ရုပ်တိမ်လို့ရနိုင်တဲ့ အချင်းအချင်းအချင်းကျမတို့ပုံမှန်မူတည်နေရေပေါ့နော်ဖခင်အပြန်လဲပြီးတော့အနားယူဖို့ဆိုတာကျမတို့ပုံမှန်မူတည်နေတယ်ကျမတို့ရဲ့အာဒီ lineness of god နဲ့ပြည်လာဖို့ကျမတို့တင်းတော်ဒီတတို့သမီးတွေကသူသူရဲ့အရေးချင်းနဲ့ပြည်မီတဲ့သူဖန်ဆင်းတဲ့အရင်တုန်းကလို့သူသူသူနဲ့အတူလက်တွဲပြီးအလုပ်လုပ်လို့ရတဲ့ဒီကဘာမီပေါ်မှာသူကိုစားပေါ့နော်အာအလုပ်လုပ်ရတဲ့သူတွေဖြစ်လာတဲ့ အချိန်ပေါ့နော်ဒီပြပြင်းလဲပြီးတော့ရယူလို့ course ဟိုဆောင်ယူလို့ရလက်အရေးချင်းနဲ့ပြည့်မီရစံချိန်မီရဒီခရိယန်အတ္တတာတွေထဲပြင်လဲပြီးတော့ရလာဖို့အတွက်သူကကျမတို့ကိုအခုပြင်လဲပြီးတော့ရယူနေတာဖြစ်တဲ့ပေါ့နော်ကျမတို့တွေကလည်းဒီကျမတို့တီဝရတဲ့အပေါ်မှာပဲမူတည်ရသူပြင်လဲပြီးတော့အနာယူအနာယူဖို့ပေါ့နော်အဲ့တော့အာကျမတို့ဒီလေဒီဖရားရဲ့ ဒီဒီတင်ငန်းဆာမှာဆိုဘာတွေ့ရလဲဆိုတော့ဖေရရဲ့ဒီစီမံကိန်းမှာကျမတို့ရှိနေတယ်ဒီစီမံကိန်းကအရန်ကိုဘောနော်အရန်ကိုကျမတို့အတွက်အာဖေရကဒီကေပဲဟိုအရန်ကိုတံပိုးရှိရှိနဲ့ဘောနော်သူအာတံပိုးရှိရှိနဲ့ကျမတို့ကိုရင်းရင်းနှုတ်ရင်းနှုတ်တယ်ဆိုပြန်လဲပြီးတော့ကျမတို့ကိုဟိုဘောနော်သူရဲ့တကံနဲ့အညီသူသူရှိနိုင်တဲ့မြအကုန်လုံးသူ့ ူထဲမှာပြည့်စုံသမျှအကုန်လုံးကျွန်တော်တို့ကိုအာပြည့်စုံပေးစီပြည့်စီနေရပေါ့နော်အခုအဲ့တော့ကျွန်တော်တို့အာဒီသူ့ရဲ့ကြီးမားတဲ့အကျန်စီကိုမြင်ပြီးတော့သူတံပိုးထားတယ်လို့ကျွန်တော်တို့တံပိုးထားဖို့ပေါ့နော်တံပိုးထားလာတဲ့ခါမှာကျွန်တော်တို့ကလည်းဒီဒီကျွန်တော်ရဲ့အတ္တထဲမှာပေါ့နော်ဒီပြေဝါတဲ့သူ့ရဲ့ပြေဝါစီခြင်းနဲ့အာဖခင်ရဲ့ lightness of god ဖခင် ရည်ချင်းဖျားရဲ့တဘာဝရနေကျွန်တော်တို့ပြေးွားလာမှာဖြစ်တယ်ဘောနော်သူဘလောက်တော့မှတန်ဖိုးထားတဲ့အရာကိုကျွန်တော်တို့မမြင်တတ်ဘူးဆိုရင်ကျွန်တော်လည်းဒီဒီဖျားရဲ့စီမံကိန်းထဲမှာကျွန်တော်တို့ဟောသွားတတ်မှာမဟုတ်ဘူးအဲစီမံထိုင်းထဲမှာလည်းကျွန်တော်တို့ပြန်လေရယူချင်းထဲမှာလည်းကျွန်တော်တို့ဟောရယူချင်းခံတတ်မှာမဟုတ်ဘူးဆိုတဲ့အရာကိုမြင်ရတယ်ဘောနော်အော်ကျွန်မကျွန်မကြားရှိရတဲ့အရာလေးကတော့ဒီလောက်ပါပဲလို့ရှင်တဲ့အမ်ဒီသာဆူရောက်စီတိုင်းနဲ့ ူရတဲ့ခိုင်းကနေဝင်းပြန် sharing လုပ်ဖို့အတွက် copy ချင်ပါတယ်